Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Ghana Show နဲ့ပတ်သက်ပြီးတော့လက်ရှိ Northern Forest နဲ့အပွဲအပီမှာတောင်းလျှောက်ဆိုလိုဝေဖန်မှုတွေပြည်သက်တီကြားထဲမှာပြန်ပြီးတော့မြင့်တက်လာတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်မပြောခင်မှာထုံးတဲ့တိုင်းပဲလက်ရှိကျွန်တော်တို့အစီမှာဒါကြုံတွေ့နေရတဲ့အခက်အခဲတခုဖြစ်တဲ့ကျွန်တော်ဒါငလင်းပေါ့နော်ငလင်းနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲပြဿနာတွေကျွန်တော်ရှိလာတယ်ပေါ့သူတပင်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်နည်းနည်းပြောကြည့်အောင်ဟိုညီကိုတို့တည်တဲ့တိုင်းပဲ channel မှာလည်းဗီဒီယိုတွေကိုကျွန်တော်တို့တမင်တင်တာတွေ short ချထားတယ်ပေါ့နော်ဒီချိန်မှာ YouTube ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ်အာယုံမနောက်စီဘူးအတွက်ပေါ့ဗျာမလိုအပ်တဲ့သတင်းတွေမလိုအပ်တဲ့ဗီဒီယိုတွေကျွန်တော်မဖြစ်စီဘူးကျွန်တော်အတန်းတန်းဆုံးကျွန်တော် short ချထားတယ်ဒါမျိုးလို့တစ်ခါတလေပြောတဲ့ဗီဒီယိုထဲမှာဆိုလို့ရှိရင်အဲ့ဒီအကြောင်းအရာလေးတွေကလက်ရှိမှာ channel လို့မတင်ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လက်ရှိကြီးကြတဲ့သူတွေကကိုကိုစီရလူတွေများတယ်ပေါ့ဗျာများတယ်ဆိုတော့ကျွန်တော်တို့လက်ရှိကြုံတွေ့နေရတဲ့အရာကဘာလဲဆိုတော့ကျွန်တော်တို့ကလည်းရှိ ထားပါတော့အိုးအင်ပျက်စီးလို့ငလင်းကြောင်ပေါ့နော်ငလင်းတန်းခံရတဲ့မိသားစုတွေဒါတယောက်ချင်းဘယ်သူပဲဖြစ်မိသားစုလိုက်ပဲဖြစ်ဖြစ်တယောက်တဦးချင်းလိုက်ပဲဖြစ်ဖြစ်ပေါ့ငလင်းတန်းခံစားရတဲ့အတွက်ကြောင့်လူတွေကတက်နှံနေများဒီလိုလှူဒန်းမှုတွေပြုတ်လုပြီးတော့လူအပ်တဲ့နေရာတွေရေဖြစ်ဖြစ်အစားတောက်ဖြစ်ဖြစ်နေစရာထိုင်စရာယာယီတဲလေးတွေတန့်လေးတွေပဲဖြစ်ဖြစ်အကုန်လုံးကပေါ့နော်တက်နှံနေများခက်ခက်ခဲခဲလမ်းသွားလမ်းလာတွေလုပ်ပြီးတော့ဗျာလူရန်နေကြတဲ့အချိန်မှာလက်ရှိသတင်းတွေတောက်လျှောက်ပေါ် Facebook တွေမှာတက်လာတာ social media ပေါ်မှာတက်လာတာက ဘာမှဒုက္ခမခံစားရတဲ့သူတွေကအဲ့ဒီတကယ်တကယ်ခံစားရတဲ့သူတွေကိုကြော်ပြီးတော့အစားအသောက်တွေကိုကျွန်တော်တို့ထပါတော့ဒီပြီးဝေတာတွေလှူတာတန်းတာတွေပေါ့နော်ထပါတော့ပြဒီအိတ်ဆရာဖျားတွေတန့်နေဒါမျိုးတွေကိုကြော်ပြီးတော့ယူနေကြဒီ라이ကျွန်တော်ရှိတယ်။ဟဲ့ဘလို့မှဟိုလက်ခံနိုင်စရာမရှိသလိုနားလဲလို့လေကျွန်တော်မရဘူးပေါ့နော်။ဟိုဒီရဲမှာတော့ဟိုဘယ်လိုပြောမလဲကိုတိုင်းကလေးတန်းကြုံနေရတယ်ဆိုလို့ရှိရင်တော့လက်ရှိချိန်မှာဒီလိုဗီဒီယိုတွေကြည့်ဖို့အတွက်အချိန်မရှိပါဘူး။ဒါကျွန်တော်နားလဲပြီးသားပါ။ဒါပေမဲ့လို့အကယ်လို့ ညီကိုတို့ဒီကြီးတဲ့ညီကိုတွေတဲကဗျာထားပါတော့အဲ့လိုမျိုးကြုံတွေ့နေရတဲ့ပတ်ဝန်းကျင်မှာရှိနေပြီးတော့ကိုယ်တိုင်လည်းဘာဒုက္ခမှမခံရဘဲနဲ့ဗောနော်ကျတို့အဲ့ဒီဒုက္ခခံရတဲ့သူတွေကိုကြော်ပြီးတော့နော်ကျတို့ဒါအဲ့ဒါမျိုးတွေတန်းစီနေတယ်လို့နော်လာယူနေတယ်လို့ဒါမျိုးတွေကြုံလေလို့ချင်းအမှန်တရားမင်းဝင်တာပြောကြတိုက်တွန်းတယ်တကယ်ပြောတာနော်အခုလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာနေကြတဲ့လူတော်တော်များများကအဆင်ပြေနေကြတဲ့သူတွေမဟုတ်ဘူးညာ အဲ့ဒီအစင်မပြေတဲ့ဂျားတွေကမှကိုရှိတာလေးတွေဖဲ့ပြီးတော့စုပေါင်းလှူနေကြတာဒါကလည်းပဲအရင်ကြီးခုနပြောလိုပဲရှီလွန်းလို့အစင်ပြေလွန်းလို့မဟုတ်ဘူးကိုထက်ပို့ပြီးတော့ဒုက္ခရောက်နေရတဲ့သူသမီးဒီငလျင်တန်ကြောင့်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီစားဖို့တောက်ဖို့တော့အနိုင်နိုင်ဖြစ်နေတဲ့နော်ကျွန်တော်တို့ဒီတရိပ်လောက်ခိုးဖို့တော့အနိုင်နိုင်ဖြစ်နေတဲ့လူတွေကိုအကုန်လုံးကတတ်နိုင်နေမြသိတယ်မလားလှူကြတန်းကြတာ ဆိုအဲ့ဒါကို တကယ်တကယ်ခံစားနေရတဲ့သူတွေတကယ်တကယ်နေစရာမရှိလို့ထားပါတော့မန္တလေးဆိုကျုံးပေးနေရတဲ့သူတွေရှိတယ်ပူပူလောင်လောင်ကြီးနဲ့လမ်းဘေးမှာနေရတဲ့သူတွေကျွန်တော်ရှိတယ်အဲ့ဒီလူတွေအတွက်နေရာထိုင်ခင်းနေတန်တစ်ခုစားတစ်ယောက်စားနှစ်ယောက်စားပဲဖြစ်ဖြစ်မိုးကားတွေပဲဖြစ်ဖြစ်ဥတနည်းကဆိုလို့ရင်ကျုံးပေးမှာကျွန်တော်တွေ့လိုက်တယ်ဖြားလေးပါးလှူတာဘာဖြစ်လဲဆိုတော့ဘာမှဘာပြက်တနာဘာဒုက္ခမှမကြုံရတဲ့သူတွေက ဆိုင်ကယ်ဒီနဲ့ဖြားချက်20လောက်တိုက်သွားတာတွေသိတယ်မလားနော်။ဟိုတဏ္ဍခါတဏ္ဍခါပကွက်ကြနဲ့လှလှပပကြွကြုံမုံမလာပြီးတော့ဘာဒုက္ခမှမခံစားရတဲ့သူတွေကသိတယ်မလားသူတို့ကိုဘာမှမလူလို့ဆိုပြီးတော့ငိုယူပြနေတာတွေဒါမျိုးတွေကအချိန်မရှိဘူးဗျ။အခုသိတယ်ဒီလိုမျိုးတွေဒီလိုမျိုးလူတွေကဦးစားပေးပြီးတော့အလူကံတွေကိုကျွန်တော်နေနေပေါ့နော်။လာလူတဲ့သူတွေအစားအသောက်တွေကိုမြင်ယူနေတာတွေကဘလို့မှအတိတ်ပဲမရှိဘူး။ဟိုကျွန်တော်ခုနပြောလိုပဲဒီတဏ္ဍာပကွက်ကြမ်းနဲ့လိမ့်ထားတဲ့သူတွေဆိုလာယူနေကြတာတွေကျွန်တော်တွေ့တယ်ဆိုရှယ်မီဒီယာမှာငိုယူပြီးတော့ဟိုဟာပြောတာပြောနေ တကယ်တကယ်ငလီနန်ခံရတဲ့သူတွေဆိုတာမျိုးကမင်းတဏ္ဍာမပြောနေပြတိတယ်ခါဝုပစုတော်မြေရောက်မင်းလုံးချင်မှလုံနိုင်မှာဟုတ်တယ်မလားမျိုးတော့ဒီဒီဘသူပဲဖြစ်ဖြစ်တဏ္ဍာလိမ့်မှုဆိုတာဝေးကြီးပြကြောတခင်းသာတော်မှာဘလူနီယာချမှမသိဘူးညတော်မှာတော့ဘယ်ချိန်ထက်လောက်အောင်မလဲဘယ်နီယာအိနေပါရီပြူတို့ဘယ်မှာဆက်ပြီးတော့နေရမလဲသူတို့မသိတဲ့အချိန်မှာတဏ္ဍာပါညာလိမ့်မှုဆိုတာဝေးကြီးပဲဆိုတော့ပြောချင်တာကမလူအပ်တဲ့သူတွေကိုတကယ်ဒုက္ခမရောက်ဖ ೇನೆ ပေါ့နော်အဲ့လိုမျိုးခက်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 လာပြီးတော့ လှူရတဲ့လှူရတဲ့သူတွေကိုကျွန်တော်နည်းနည်းပါးပါးလေးတော့အဲ့လူတွေကဘာမှမယူဘူးအားနာကြအောင်ဗျာတကယ်တကယ်ခံစားရတဲ့သူတွေကဘာမှမယူကြတော့ဆိုတော့ညီကတို့အဲ့လိုမျိုးပတ်ဝန်းကျင်မှာကိုယ်ကရံကြုံတွေ့နေရတယ်ဆိုလို့ရှိရင်ဘသူပဲဖြစ်ဖြစ်အားမနန်နဲ့ဝင်သာပြောတကယ်တမ်းခံစားရတဲ့သူတွေကျတော့ဘာမှတိတယ်မလားဟိုဘယ်လိုပြောမလို့စားစရာတောက်စရာတွေမရှိတော့နေရာထိုင်ခင်းနေမယူရပဲနဲ့ဟိုလူတွေကတောင်းနေနဲ့လာယူလိုက်ချင်းနေနဲ့လာယူလိုက်နဲ့ဘလူးမန့်ကိုကျွန်တော်အတိတ်ပဲမရှိဘူးပေါ့နော်ခက်ခဲတဲ့သူတွေလှူပါတယ်ဆိုမှ ဟိုဘယ်လိုပြောမလဲအချောင်းနေချောင်းသားတွေကလာယူနေတာဒါမှမဟုတ်ကဘလို့မှမဖြစ်တင်ဘူးပေါ့ဆိုတော့နော်ကျွန်တော်တို့အနေနဲ့ဒါဘေးပတ်ဝန်းကျင်မှာညီကတို့အဲ့လိုတွေမြင်နေရတယ်ဆိုလို့ရင်ကျေးဇူးပြုပြီးတော့တားကြအောင်ပြင်မယ်ပြောတာပြောအာမနာနဲ့ဆိုထားပါဒါကတော့ကျွန်တော်လက်ရှိကြုံတွေ့နေရတဲ့အရာမြင်နေရတဲ့အရာပေါ့ဗျာကျွန်တော်တို့တရင်နဲ့စပက်သက်ပြီးတော့ကျွန်တော်ဆက်ပြောရရင်ဟိုကနာချူနေပတ်သက်ပြီးတော့ပေါ့အထူးသဖြင့်ဒီချိန်မှာလဲဟိုပြပြောမလို့ channel လေးတိတ်ပြီးတော့ဝါမပြောလို့ဖြည်းဖြည်းချင်းလေးတော့တင်းနေတာပေါ့နော် ကိုသိင်းနဲ့ပတ်သက်လို့ရတယ်ဟိုဘယ်လိုလဲစိတ်ညစ်စရာတွေကလည်းတန်းစီနေလို့ပေါ့ဗျာဒါပေမဲ့လို့အဲ့ထက်ပို့ပြီးတော့စိတ်ညစ်စရာတွေရှိနေကြတယ်ဆိုတော့အထူးသဖြင့်တော့အရေးတည်ယူတော့ကျွန်တော်မလုပ်ကြအောင်ဒါပေမဲ့လို့ကာနာချူနဲ့ပတ်သက်လို့မန်ချက်စတာနဲ့တင်ပရိသတ်တွေကြားထဲမှာပြောစရာစိုးစရာတွေကျွန်တော်ဖြစ်နေတယ်အထူးသဖြင့်တော့ Norian Forest နဲ့ပွဲမှာဆိုလို့ရှိရင်ရလာတဲ့အခွင့်အရေးတွေအုံမချနိုင်တာဒါအပြင်ထုံးတဲ့တိုင်းပဲလူပေးပြီးတော့မကန်တာတဖုံဖုံကျွန်တော်နေပေါ့နော်ကိုကိုတိုင်းပဲကိုသွင်းဖို့ကြိုးပမ်းနေတာအချိတ်ဆက်တွေဆော့တာတွေအားနေတာဒါတွေက ယူနိုက်တက်ပြည်သက်တွေကြားထဲမှာဆိုလို့ချင်းထပ်ပြီးတော့ပြောစရာစူစရာတွေကျွန်တော်ဖြစ်လာပြီပေါ့နော်အဲအဲ့လိုမျိုးဆိုတော့လေဗျာဘယ်လိုပြောမလဲလက်ရှိမှာဟိုဒါလည်းအခုဒီယာဒီကိုကျွန်တော်ကြည့်ရင်ကာနာချူကိုပထမဆုံးဝေဖန်တဲ့အချက်မဟုတ်တော့ဘူးဒီအချက်နဲ့ပတ်သက်လို့ကာနာချူကိုကျွန်တော်ဒါအမြဲတမ်းကျွန်တော်ပြောနေကြတာပေါင်လေးကအသက်20ပဲရှိသေးတယ်ဆိုပေမဲ့လို့ပေါ့နော်မြင်ဒီပုံစံနဲ့ဆက်သွားပြီးတော့တိုးတက်မှုလက္ခဏာတွေမပြဘူးဆိုမြင်အသက်40ကျောက်လည်းပြောင်းလဲမှာမဟုတ်ဘူးလူငယ်ကစားမလေးတယောက်ဖြစ်တဲ့အနေထားနဲ့ညီ တင်ယူစရာရှိတာတင်ယူလေပေါ်ပြင်ဆင်စရာရှိတာပြင်ဆင်ဖို့သူကြိုးပမ်းရမှာအခုကသူကအဲ့လိုမဟုတ်ဘူးတခါလာလဲဒီပုံစံနဲ့ကစားတာပဲအဲ့တော့အတင်းကပေါ့နော်ကျွန်တော်အနေနဲ့ဒီနိုင်ပွဲရဖို့လိုအပ်နေပါတယ်အရာအလုံးတိုင်ပတ်နေပါတယ်ဆိုတဲ့အချိန်မှာအတင်းကိုအကျိုးပြုမဲ့အရာတွေဘာမှသူမလုံနိုင်ဘူးအဲ့တော့ပြောညာကဗျာနော်ကိုအတင်းပေါ်ရရှိရင်တွဲပြီးတော့တော့မင်းကစားအောင်အခွင့်အရေးတွေဖန်တီးတယ်ဆိုလို့ရှင်လည်းပဲအကောင်းဆုံးအတုံးချနိုင်မှုတော့ဂျူပန်ကိုရာမဲတို့ပါတော့16နှစ်ပဲရှိသေးတယ်မြင်မယ်နော်အမှန်ကန်လုတ်ပြနေတာအ เนาะသူသူ့လိုသူ့လောက် dribbling ကောင်းတာသူပဲရှိတယ်အဲလူပေးတင်တာပေးတယ်ဖြတ်တင်ဘောတင်တင်တာတင်တယ်အချိတ်ဆက်ကစားတင်တာချိတ်ဆက်တယ်ကိုရိုင်းကန်တင်တာကိုရိုင်းကန်တယ်အခုကဂါနာချူမာကအဲ့လိုမဟုတ်ဘူးအကုန်လုံးကတယောက်တစ်သိန်းညုံလုံးချင်နေတာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီယာဒီမှာဂါနာချူကိုဝေဖန်ကြတာတွေမနေတော့ဘူးဒါကြောင့်လည်းပဲပေါ့နော်ပရိသတ်တွေရဲ့ဘက်ကဂါနာချူနဲ့ပတ်သက်ပြီးတော့ဟာတိုးတက်တဲ့လက္ခဏာတော့ပြပြမှာမဟုတ်ဘူးဂါနာချူကိုလက်လွတ်တင်နေဆိုတဲ့ပုံစံမျိုးတွေနှွေးမှာပူပူပြီးတော့ပေါ့နော်လက်လွတ်ဖို့ United အနေနဲ့ဂါနာချူကိုစဉ်းစားတင်နေဆိုတဲ့ ဒီဝေဖန်မှုတွေကတော့တက်လာတယ်ပေါ့ဗျာကျွန်တော်တို့လက်ရှိမှာအဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့တုံ့ပြန်စရာမရှိဘူးဟိုကုကစားမားလေးသိတယ်မလားထားပါတော့အသက်20ပဲရှိသေးလို့တူးတက်နိုင်စွမ်းလက္ခဏာတွေမြင့်နေသေးလို့သိတယ်မလားကာကွယ်ပြိုးဆိုရင်တမျိုးအခုကအသက်ငယ်သေးရယ်ဆိုတာပဲကျွန်တော်ရှိတာနောက်တချို့ဟိုပရိသတ်တွေဆိုရင် line မှာပြောထားတာကျွန်တော်ရှိတယ်ခန္ဓာချိုနေတဲ့အသက်20ပဲရှိသေးတာပေါ့ နော်မင်းကြောင်းပြန်တက်ပြီးတော့နော်ဘွဲတွေပါတွေယူလို့ရသေးတယ်ပေါ့ပြောရင်ကဘောလုံးမှမဖြစ်ထွန်းတော့တော့ဘူးမင်းကြောင်းပြန်တက်အချိန်မီသေးတယ်ဆိုတဲ့သဘောပဲတခြား carrier တကူစတင်ဖို့အဲ့လောက်ကြည့်ကြည့်ကျွန်တော်ပြောနေကြတာတွေရှိတယ်တော့ကနာချိုရဲ့ဘက်ကလည်းအများကြီးပြင်ဆင်မှုလိုပါတယ် United ဟာအဲ့ဒီ Northern Forest နဲ့ပွဲမှာဆိုလို့ရှိရင်ဂိုးပေါက်ကွန်တင်မှု23ညင်ကျော်ပြုတ်လုခဲ့ပြီးတော့နော်ကျွန်တော်အခွင့်အရေးတီတောင်မှကျွန်တော်ရခဲ့တာကနာချိုစီကနေပြီးတော့တကယ်တကယ်အားကိုးရတဲ့အခိုက်အတန့်ကြီးကျွန်တော်အများကြီးမတွေ့ခဲ့ရအောင်သူတပင်းသူကတဖုံးဖုံးကင်ပြီးတော့ထိထိရရောက်ဘာမှမလုပ်နိုင်ခဲ့လို့ပဲ အမမလုံးနိုင်ကြလို့ပဲเนาะဆိုတော့ဒါကြောင့်ပေါ့เนาะကျွန်တော်အနေနဲ့ဒီကာနာချူနဲ့ပတ်သက်ပြီးတော့လက်ရှိဝေဖန်မှုတွေကပြန်ပြီးတော့တက်လာပြန်ပြီပထမဆုံးအကြိမ်ပေါ့เนาะဝေဖန်ခံရတဲ့အရာမဟုတ်တဲ့အတွက်အထူးကြေညာရေးတော့ကျွန်တော်ပြောစရာမလိုဘူးသို့တော့ကစားမစီကနေပြီးတော့ပြင်ဆင်နဲ့ပြင်ဆင်မဲ့လက္ခဏာတွေကျွန်တော်တွေ့မြင်ရအောင်ဒါတော်တော်လေးတိုင်ပတ်ပါတယ်ကာနာချူနီနဲ့ဒီတက်ပို့ပြီးတော့ကောင်းအောင်ကြိုးပမ်းသင့်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အထူးသဖြင့်တော့ပေါ့เนาะဒါသူ့ရဲ့ဘယ်လိုပြောမလဲသူဝရန်ကဘလောက်ပဲအကောင်းဆုံးကြိုးစားနေပါတယ်ပြောပြောပြင်ဆင်တင်တာတွေမပြင်ဆင်တော့တိုးတက်လာမယ့်လက္ခဏာမျိုးပဲကျွန်တော်မရှိဘူး တကူအောင်ဆန္ဒတွေလျှော့ချပြီးတော့ဆုံးဖြတ်ချက်တွေမှန်မှန်ကန်ကန်ချနိုင်ဖို့လေသူကြိုးပမ်းတော့မှာဆိုတော့ဗောနော်ဒါကြောင့်လက်ရှိမှာကာနာချေဂူပဲမှုတွေထပ်ပြီးတော့ပေါ်လာကြပြန်ပြီသူသဖြင့်တော့အန်တိုနီအီလန်ဂါနဲ့ရှင်ခဲ့ရတာဆိုတဲ့အခါကျတော့အီလန်ဂါကိုကျွန်တော်တို့အနေနဲ့ဗောနော်ရှင်ပြီးတော့အတူယူပြီးတော့ပြောသွားကြတာပေါ့ဗျာဆိုတော့ညီကတို့နေနေရောကာနာချိုနေနဲ့ဒီပုံစံတိုင်းဆိုလို့ရှိရင်လာမယ့်ຫນွေမှာကျွန်တော်တို့ဒါကျွန်တော်တို့အသင်းမှာဆက်ထားတယ်ဆိုတာတဲ့ risk ယူပြီးတော့တန်း40တန်း50တန်း60လောက်ရနိုင်မယ့်အခွင့်အမျိုးကို ော်ကျွန်တော်တို့ဒါအခွင့်အရေးမျိုးဖြစ်ပြောင်းလဲဖို့အတွက်ရောင်းချတဲ့နေလို့ညီကိုတို့ထင်ကြလားဆွေးနွေးကြပါဦးကျေးဇူးအားပေးတဲ့ညီကိုများလုံးကိုကျေးဇူးများတင်ပါတယ်